ချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံရဲ့တတိယကော်မတီမှာပူးတွဲကြေညာချက်ကိုကမ္ဘာနိုင်ငံ15နိုင်ငံထုတ်ပြန်ပြီးတရုတ်ရဲ့နယ်နိမိတ်အတွင်းနဲ့အပြင်မှာကြီးလေးပြီးစနစ်တကျလူခွေချိုးဖောက်တာတွေကျူးလွန်နေတာကို ပေါ်ပေါ်တင်တင်ပြတင်ရှုတ်ချလိုက်ပါရဲ့ အဲ့ဒီညဉ့်ညာချက်ဟာတရုတ်ရဲ့ကျယ်ပြန့်လာတဲ့အာဏာရှင်ဆန်တဲ့အပြုအမူကိုတစ်ကမ္ဘာလုံးဆိုင်ရာသစုသစီဆန့်ကျင်ပြလိုက်တဲ့ရှားပါတဲ့အခိုက်အတန့်တစ်ခုပဲဖြစ်ကြောင်းပေါ်တရင်က ဖော်ပြပါရယ်တရုတ်ကွန်မြူနတီပါတီ CCP ရဲ့ကျယ်ပြန့်တဲ့ဖိနှိပ်ထုတ်ချက်မှုကိုအလွန်မဲဆိုးရိမ်ပူပန်ကြောင်းဖော်ပြရတဲ့ပူးတွဲညဉ့်ညာချက်ကိုအယ်ဘေးနီးယားဩစတြေးလျချက်တမရနိုင်ငံအက်စတိုးနီးယားအစ်စရေးဂျပန်လာဗီယား လစ်တူရေးနီးယားမြောက်မက်ဆီဒိုနီးယားပါလောင်ပါရာဂွေးဆမာရီနိုယူကရိန်းအမေရိကန်ပြောင်းစုနဲ့ပြည်ထောင်စုပါဝင်တဲ့မဟာမိတ်အဖွဲ့ကထည့်သွင်းခဲ့တာဖြစ်ကြောင်းသတင်းရသိရပါတယ်။